ကျွန်တော်တို့စီမာကအင်ဂျက်ပုံစံမျိုးချက်တယ်အာကျွန်တော်တို့စီမာဘယ်လိုပြောရမလဲဒီစိုင်ချက်စားတော့စိုင်ချက်ပုံစံမျိုးမဟုတ်ဘဲねကျွန်တော်တို့ကိုယ့်အိမ်မှာစားတယ်လို့ကိုယ့်မိဘအိမ်မှာစားတယ်လို့ပေါ့နော်အာရခိုင်စားစားကိုတချို့ဆိုလို့ရှိရင်ကိုယ့်နေရာဒေသရင်းနဲ့ဝေးနေတဲ့လူတွေရှိတယ်ဝေးနေတဲ့လူတွေအတွက်ကျွန်တော်တို့အိမ်ဝင်ပြန်ပြီးစားတဲ့အရာတာမျိုးခံစားအောင်ကျွန်တော်တို့အင်ဂျက်ပုံစံမျိုးအဓိကထားပြီးချက်ပေးပါတယ် ပင်လယ်စာတွေရှိမယ်ပြီးတခြားကျွန်တော်တို့ရခိုင်ဘက်မှာရတဲ့အသားတွေပေါ့နော်အဲ့လိုမျိုးအစားစာတွေရပါတယ်ခင်ဗျဟုတ်အာမုတ်ဒီမှာတော့အဓိကတော့ငားနဲ့ငပိပေါ့နော်ငားနဲ့ငပိနဲ့နိုင်မရခိုင်မုတ်ဒီစစ်စစ်ရတာကိုရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ငားမှာဆိုရင်လည်းဒီငရွှေကပို့ပြီးတော့ကျွန်တော်ရခိုင်မုတ်ဒီမှာအဓိကမိန်ကြတာပေါ့နော်အဲငရွှေကိုမီးကင်ပြီးတော့ကျွန်တော်တို့အဲငရွှေအသားတွေကနေပြီးတော့အချိုးထုတ်ပြီးတော့မှကျွန်တော်တို့ငပိရခိုင်ငပိအဲကောင်းကောင်းကိုကျွန်တော်တို့တေချာ ီမံပြီးတော့မှရခိုင်မုတ်တီ traditional ကြောက်ကျွန်တော်လောက်တာမှာပေါ့။ဒါရတော့ရခိုင်ဆိုင်လို့ခေါ်ပါတယ်ခင်ဗျ။တန်လီမျိုးမှာဖွင့်ထားပါတယ်ခင်ဗျ။ကျွန်တော်တို့စီမှာတော့ရခိုင်စားစားနဲ့ပတ်သက်ပြီးတော့အစုံရပါတယ်။ပင်းလေစာတွေလည်းရပါတယ်ခင်ဗျာ။ပြီးရင်ရခိုင်မုတ်တီပေါ့နော်။ငွေရွှေနဲ့ချက်တာတွေရခိုင်မုတ်တီရမယ်။ပြီးတော့ရခိုင်သမင်းဟင်းရပါမယ်ခင်ဗျာ။ ဖွင့်တာကတော့ကျွန်တော်တို့အခုဆိုရင်တော့လေးလအထဲမှာပေါ့ဗျာဟုတ်အရင်တုန်းကတော့ကျွန်တော်တို့ကရခိုင်မှာဖွင့်ပြီးပါတယ်ခင်ဗျရခိုင်မှာဖွင့်တာကတော့အာဂျပန်စားစာပေါ့ဗျာဆူရှီတို့ပါလို့ဖွင့်ခဲ့ပြီးပါတယ်ဟုတ်အဲဒီဖက်ရောက်တော့မှပဲကျွန်တော်တို့ကရခိုင်စားစာဖွင့်တာပါခင်ဗျာဟုတ်စစ်တူမှာဖွင့်ခဲ့ဟုတ်စစ်တူမှာဖွင့်ခဲ့တာပါအာဟိုဘက်မှာကတော့ဂျပန်စာရောရခိုင်စာရောနှစ်မျိုးပါပါတယ်ခင်ဗျအဲဆိုတော့ဒီဖက်မှာကျတော့ဂျပန်စာကိုဖြုတ်လိုက်တာပေါ့နော်အဲဒီဖက်မှာကျတော့ရခိုင်နဲ့ပတ်သက်တဲ့ကိုရီးယားရဲ့ရခိုင်လူမျိုးဆိုတော့ ရခိုင်သာကပို့ပြီးတော့ highlight ဖြစ်မယ်ထင်လို့ရခိုင်သာဖွင့်ဖြစ်တာပါခင်ဗျာ။အာကျွန်တော်တို့စီမှာကအင်ဂျက်ပုံစံမျိုးချက်တယ်။အာကျွန်တော်တို့စီမှာဘယ်လိုပြောရမလဲဒီစိုင်ချက်စားတော့စိုင်ချက်ပုံစံမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်အိမ်မှာစားသလိုကိုယ်မိဘအိမ်မှာစားသလိုပေါ့နော်။အာရခိုင်ရဲ့စားစာကိုတချို့ဆိုလို့ရှိရင်ကိုယ်နေရာဒေသရင်းနဲ့ဝေးနေတဲ့လူတွေရှိတယ်။ဝေးနေတဲ့လူတွေအတွက်ကျွန်တော်တို့အိမ်ုံပြန်ပြီးစားတဲ့အရာတာမျိုးခံစားအောင်ကျွန်တော်အင်ဂျက်ပုံစံမျိုးအဓိကထားပြီးချက်ပေးပါတယ်။အာပင်လယ်စာတွေရှိမယ်။ ပြီးတခြားကျွန်တော်တို့ရခိုင်ဘက်မှာရတဲ့အသားတွေပေါ့နော်အဲ့လိုမျိုးအစားအစာတွေရပါတယ်ခင်ဗျဟုတ်အမုတ်ဒီမှာတော့အဓိကတော့ငားနဲ့ငပိပေါ့နော်ငားနဲ့ငပိနဲ့နိုင်မရခိုင်မုတ်ဒီစစ်စစ်ရတာကိုရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ငားမှာဆိုရင်လည်းဒီငရွှေကပို့ပြီးတော့ကျွန်တော်ရခိုင်မုတ်ဒီမှာအဓိကမိန်ကြတာပေါ့နော်အဲငရွှေကိုမီးကင်ပြီးတော့ကျွန်တော်တို့အဲငရွှေအသားတွေကနေပြီးတော့အချိုးထုတ်ပြီးတော့မှကျွန်တော်တို့ငပိရခိုင်ငပိအဲခေါင်းခေါင်းကိုကျွန်တော်တို့တေးချ ီမံပြီးတော့မှရခိုင်မုတ်တီ traditional ကြောက်ကျွန်တော်လောက်တာမှမဟုတ်ပါဘူးကျွန်တော်တို့စီကိုရန်ကုန်ကနေပြီးတော့တာဂေတာတို့ပြီးတော့မြောက်ကလာတချို့ဆိုရင်ကျွန်တော်ဗကိုးကလာတဲ့အထိရှိပါတယ်ဒီဘက်ကိုကြာတော့ဖျားဘူးဧည့်သည်များတယ်ပြီးတော့ကျွန်တော်တို့ဒီရခိုင်ဆိုင်ကိုကြာတော့ဖွင့်ပွဲမှာလိုင်းပေါ်မှာတွေးလို့ဆိုပြီးတော့ကျွန်တော်တို့လာပြီးစားသုံးတဲ့လူတွေရှိတယ်စားသုံးပြီးတော့ရန်ကုန်ဘက်ကဆိုင်ကြီးတွေနဲ့မုတ်တီအရသာတူရယ်ဆိုပြီးတော့ပြန်ပြန်ပြီးတော့စားတဲ့လူတွေလည်းရှိတယ်နောက်တစ်ခုကအင်ဂျက်ပုံစံမျိုးဖြစ်နေတဲ့အတွက် အဲစားတဲ့ဟာကဟိုစိုက်ချက်ပုံစံမျိုးအရင်ရိုးရီမသွားပဲနဲ့ပေါ့နော်ကိုယ့်အိမ်မှာစားတဲ့အရသာမျိုးဖြစ်တဲ့အတွက်သူတို့ကြိုက်နေတတ်ကြပါတယ်ခင်ဗျအဲ recommend လေးကောင်းပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်အာကျွန်တော်တို့ဆီမှာဆိုလို့ရှိရင် ရေပွဲတုံးရမယ်ကိမို့တုံးရမယ်ပင်လယ်ဇာတဲ့ပတ်သက်တဲ့အတုပ်အစုံရမယ်ပေါ့နော်အာပြီးတော့ကျွန်တော်တို့ဒီပင်လယ်ဇာအစုံပန်းတို့ရမယ်ပြီးတော့အင်ဂျက်မီပုတ်တောက်ဆန်တောက်ဆန်ထဲမှာဆိုလို့ရှိရင်အင်ဂျက်မီပုတ်တောက်ဆန်အာပြီးတော့ကျွန်တော်တို့ကငပားနီတောက်ဆန်ငလေးကြောက်တောက်ဆန် တော့ကက်ကတိတောက်ဆဲလို့ပါဝင်ရပါမယ်ဆိုတော့ရေပင်ရခါပေါ့နော်ကျွန်တော်တို့ဒီပင်လေစာနဲ့ပတ်သက်ပြီးတော့ကြောက်ပစွန်တို့ရေအာပြီးတော့ဒီတော့ဟိုပါပေါ့ကျွန်တော်တို့ရခိုင်မှာဆိုတော့ရေကင်းလို့ခေါ်တာပေါ့နော်အဲ့လိုမျိုးရေကင်းလို့ပေါ့အဲ့မျိုးဟိုရှားပါတဲ့အိပင်လေစာစားစာတွေလည်းရပ်ဖက်ရခါရရင်ရသလိုကျွန်တော်တို့တင်ပြထားပါတယ်ခင်ဗျာဟုတ်အာလောလောဆယ်မှာတော့ရခိုင်ကတော့မဟုတ်ဘူးခင်ဗျာကျွန်တော်တို့ ARV တိုင်းပေါ့နော်အာ ARV တိုင်းဘက်ကမှားတာများပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ ငါပြရတော့ရခိုင်ကပြပါခင်ဗျအာကျွန်တော်တို့ဒီဇိုင်းစဖွင့်တာကတော့တန်လင်းမြို့မှာကအဲရခိုင်စားတော့ဆိုင်နဲ့ပတ်သက်ပြီးတော့ဆိုင်တွေတော့မရှိဘူးခင်ဗျမုတ်ဒီဆိုင်တွေတော့ရှိရပါဘောเนาะဆိုတော့ကျွန်တော်စဉ်းစားတာဗောเนาะတကယ်လို့ဒီဘက်မှာဒီဘက်ကတန်လင်းရလူတွေရခိုင်စားစားကျင်လို့ရှိရင်ရန်ကုန်ဘက်ကိုတက်ပြီးတော့တကူးတကအဝေးသွားရတယ်ဗောเนาะအဲ့တော့ကျွန်တော်တို့ idea စဉ်းစားတာတော့ကျွန်တော်တို့သာဒီလိုမျိုးရခိုင်စားလေးတစ်ဆိုင်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘက်ကစားသုံးသူတွေအနေနဲ့လည်းဒါအဆင်ပြေမယ်ကျွန်တော်တို့အတွက်လည်းအဆင်ပြေမယ်ဆိုပြီးတော့ကျွန်တော်တို့ ဖွင့်လိုက်တာပါခင်ဗျအဲကျွန်တော်တို့ဒီတန်လင်းမြို့မှာဆိုအဓိကကတော့ဟိုပါပေါ့နော်အဲတန်လင်းမြို့မှာဆိုရင်တော့မုတ်တိဆိုင်ကြီးလေ့လာတယ်နောက်တစ်ခုကရန်ကုန်မှာဆိုလို့ရှိရင်တော့အဲတခြားစားတော့ဆိုင်ဆိုင်ကြီးတွေအများကြီးရှိတာပေါ့နော်အဲအဲမြို့ဆိုင်တွေကိုလေ့လာတယ်သူတို့စီကဘယ်လိုမျိုးအဲပုံစံမျိုးတွေသွားလေအနေထားတွေဘယ်လိုရှိလဲအဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်အဓိကလေ့လာဖြစ်ပါတယ်ခင်ဗျာချို့အရာတွေကြတော့အဲလာတဲ့ပုံလာတဲ့လူလာတဲ့လူရဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ချက်ပေးတာရှိတယ်ခင်ဗျာအဲကျွန်တော်တို့က ဟိုချက်ပြီးသားကြီးလည်းရှိတယ်အစင်သစ်စားလို့ရတဲ့ချက်ပြီးသားကြီးလည်းရှိတယ်ပြီးတော့လာတဲ့လူပေါ်မှာမူတည်ပြီးတော့ဥပမာအဆက်လျှော့ခိုင်းတာမျိုးတို့အချိုထဲခိုင်းတာမျိုးတို့ပြီးတော့နောက်ထပ်ဟိုဟာကျွန်တော်ဘယ်လိုမျိုးပုံစံမျိုးလေးလုပ်ပေးရမလဲသူလာတဲ့လူရဲ့ပုံစံမှာမူတည်ကျွန်တော်ချက်ပြီးသားကြီးရှိတယ်အဲပြီးတော့ဥပမာကျွန်တော်ဗမာတိုင်းရင်းသားတွေလာလို့ရှိရင်တော့ဗမာတိုင်းရင်းသားတွေကကျွန်တော်တို့ရခိုင်နေလောက်အဆက်အများကြီးမစားနိုင်ဘူးဆိုတော့အဲလိုက်ရောညီထွေဆိုတာချက်ပြီးတဲ့အမျိုးကြီးရှိရယ်ရခိုင်နေ ရခိုင်စစ်တွေလာတယ်ဆိုတော့ရခိုင်စစ်တွေစားသုံးလို့ရတဲ့ပုံစံမျိုးတွေချက်ပေးတာလည်းရှိပါတယ်ခင်ဗျဟုတ်တတမတဲကြီးကတော့ကျွန်တော်တို့တပုံစံတည်းတော့မသွားပါဘူးဟုတ်စာကတ်စတမာစားသုံးသူပေါ်မှာမူတည်ပြီးကျွန်တော်တို့ဟိုအိမ်ချက်ပုံစံမျိုးချက်ပေးတဲ့အတွက်အများကြီးတော့ကျွန်တော်တို့အဆင်ပြေအောင်တော့လုပ်ပေးပါတယ်ခင်ဗျဟုတ်အာမီနူပေါင်း340လောက်တော့ရှိပါတယ်ခင်ဗျဟုတ်အာကျွန်တော်တို့ရခိုင်စားစမ်းနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့မီနူလေးတွေထပ်ပြီးတော့အာထွေမဲ့ဟာလေးတွေတော့ရှိပါတယ်အဓိကကတော့ကျွန်တော်တို့ကုံချမ်းပေါ့နော် ကုန်ကျန်းရရင်ရသလိုတော့မီနူကတော့ကျွန်တော်တို့ထွင်သွားမှုရှိတယ်ဒါနဲ့တလောအချိန်မှာတော့ကုန်ကျန်းကတော့လောလောဆယ်တော့ပြဿနာနေနေရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အတက်နိုင်ဆုံးတော့ကျွန်တော်တို့ကုန်ကျန်းတွေကိုစုဆောင်းပြီးတော့ကျွန်တော်တို့အတက်နိုင်ဆုံးအဲအဆင်ပြေအောင်ကျွန်တော်တို့လုပ်ပေးထားပါတယ်ခင်ဗျာဟုတ်အော်ဟုတ်ကဲ့ဟုတ်အာရှိပါတယ်ခင်ဗျာကျွန်တော်တို့ရောင်းရတော့ဟိုတိုးတက်လာတယ်ဆိုတာအထက်ပုံမှန်သွားနေတာများပါတယ်ခင်ဗျာကျွန်တော်တို့အခုလက်ရှိဖြစ်နေတဲ့အခြေအနေရောပြီးတော့အဲဒီဟိုပါပေါ့ကျွန်တော်တို့ဒီ ရာသီဥတုအခြေအနေရောကျွန်တော်ကရခိုင်စားစားဆိုတော့ပူပူပူဆက်ဆက်များတယ်လေများတယ်ဆိုတော့ကျွန်တော်တို့စောင်းတွင်တော့ကတော့တော်တော်ရောက်ရပါတယ်ခင်ဗျာဒါပေမဲ့အခုရာသီဥတုအခြေအနေရဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကတော့ပုံမှန်လောက်ပဲလောလောဆယ်ကတော့ပုံမှန်လောက်ပဲသွားနေပါတယ်ခင်ဗျာဟုတ်တော့အဓိကကတော့စစ်တွေဆိုတာထက်ကျွန်တော်တို့တောက်ပိုင်းမြောက်ပိုင်းရှိတာပါတော့ကျွန်တော်တို့အဓိကကတော့မြောက်ပိုင်းမြောက်ပိုင်းပုံစံမျိုးလက်ရများပါတယ်ခင်ဗျာကျွန်တော်တို့ကလည်းမြောက်ပိုင်းရဆိုတော့လေမြောက်ပိုင်းဆိုရင်တော့မြာဦးတို့ကြောက်တော်တို့စစ်တွေပြီးတော့ပုံနေကျော် အဲ့အဲ့ဖက်ကမြေပုံပေါ့နော်အဲ့ဖက်ကပြောတာပါခင်ဗျာဟုတ်အဝါစားတော့မဟုတ်ပါဘူးခင်ဗျာကျွန်တော်ပွဲလိုက်ပဲရောင်းတာပါခင်ဗျာဟုတ်အဲကိုစားနိုင်တလောက်ပေါ့တပကယ်စားရစားတလောက်အဲ့လိုအဲ့လိုမျိုးပဲပွဲလိုက်ပဲရောင်းတာပါခင်ဗျာဘယ်လောက်လောက်ရောင်းလဲကျွန်တော်တို့ကဟင်းရတော့တပွဲကို4000ရောက်ပါတယ်ခင်ဗျာဟုတ်ဘာနဲ့ဆိုတာ4000အော်ဗားတဲ့ဆာဆာ၄000ပါခင်ဗျာအရင်ဟင်းနေကြတော့အရင်ဟင်းကရှိရအောင်ချပေးပါခင်ဗျာ၃မျိုးရှိရင်၃မျိုးချပေးတယ်ဒီနေ့၄မျိုးချထားတယ်၄မျိုးချပေးတယ်ဟုတ်အဲ့အဲ့တော့ ပေးရလားပေးစရာမလိုပါဘူးခင်ဗျအရန်ဟင်းကတော့အရန်ဟင်းကတော့ free ပါခင်ဗျအရန်ဟင်းငပီတောင်းတို့စီက free ပါခင်ဗျဟုတ်ကဲ့လိုက်ပွဲကတော့သူ့လိုက်ပွဲနှုံးထားရရှိပါခင်ဗျဟုတ်အဓိကတော့ကျွန်တော်တို့စီမှာသူများစီမှာမရနိုင်ရဆိုလို့ရှိရင်ကျွန်တော်တို့တောဝက်တိုပါဝင်ရှိမယ်ပြီးရင်အာရေဘဲရှိမယ်ပြီးတော့ရေကြက်တို့ပါဝင်ရှိမယ်အဲလိုမျိုးငှက်သားတွေပါရတော့ရတာပေါ့ဟုတ်အာပြီးတော့ကျွန်တော်တို့တောကြောင်သားတို့ပါဝင်ရပါမယ်အဲ့ဒီတော့ကျွန်တော်တို့ကတော့ရခိုင်ဒေသထွက်ဆိုလို့ရှိရင် ရှားပါးတဲ့ရဆိုရင် ပက်ကြီးတုတ်လို့ပါလို့ရပါမယ် ပြီးတော့ငရောင်ကောင်းပေါ့ကျွန်တော်ရခိုင်မှာဆိုရင်ငရင်ကုန်းလို့ခေါ်တာပေါ့ငရင်ကုန်းမှာတခါငရင်ကုန်းအမျိုးမျိုးရှိတယ်ငရောင်အမျိုးမျိုးရှိကြပါဘာဒါပေမဲ့ငရောင်ကောင်းမှာကျွန်တော်ရခိုင်ရလူတွေကြိုက်တာခေါင်းမှာကြောက်ပါတာမှာကြိုက်တာအဲ့လိုမျိုးငရောင်ကောင်းစစ်စစ်ပေါ့နော်အဲ့လိုမျိုးငရောင်ကောင်းစစ်စစ်ပြီးပါရောရပါတယ်ခင်ဗျာငရောင်ကောင်းကတော့ခေါင်းကြီးပေါ့ဗျာခေါင်းကြီးဆိုကျွန်တော်ဒီဒီလောက်အနေထားလောက်ချီတယ်ခေါင်းကြီးတွဲကိုဆိုတော့တော်ဟိုပါ2000လောက်ယူပါတယ်ခင်ဗျာဟုတ်အဲ့အဲ့လိုမျိုးတွေကြတော့ကျွန်တော်တို့က order မှားရပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ကတန်လင်မို့ အာကောလိပ်မှတ်တိုင်အနီးမြို့ပတ်လမ်းမှာတည်ရှိပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ဆိုင်နံပါတ်ကတော့ရခိုင်ဆိုင်ဖြစ်ပါတယ်တန်လင်းမြို့မှာကျွန်တော်တို့တဆိုင်လေးရှိပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့အာကောလိပ်တန်လင်းမြို့ကောလိပ်မှတ်တိုင်မြို့ပတ်လမ်းအာမြို့ပတ်လမ်း BR project အနီးမှာပါခင်ဗျာအဲ ကျွန်တော်နာမည်ကဝေရံဖြိုးပါခင်ဗျ။တိုင်ဖုန်းနံပါတ်ကတော့39420533566ပါခင်ဗျ။ကျွန်တော်တို့အခု April လအတွင်းမှာကျွန်တော်တို့ delivery တန်လျင်မြို့ထဲမှာဆိုလို့ရှိရင် delivery free လုပ်ပေးထားပါတယ်ခင်ဗျ။ delivery ဒီကျွန်တော်တို့ဒီ April 10ရက်နေ့ကနေပြီးတော့ April ကုန်ကုန်တဲ့အထိပေါ့နော်။ကျွန်တော်တို့တကြံ promotion အနေနဲ့အဲမုတ်ဒီတပွဲပဲမှာမှာတထောင်ဖို့ပဲမှာမှာဘလောက်ပဲမှာမှာပေါ့နော်။ကျွန်တော်တို့အာ delivery free လုပ်ပေးထားပါတယ်။ delivery free နေရာတွေကတော့အောက်ချမ်းသာရှိမယ်။ ဖရာကုန်းရှိမယ်ပြီးရင်အဲတန်လင်အမှုထက်ရုံးတော်ပြီးတော့ကျွန်တော်တို့ဟိုဟာပေါ့နော်မြို့မစည်ပြီးတော့ဘကိုးစုအဲပြီးတော့ကျွန်တော်တို့တန်လင်ဘိုးချုပ်ရက်ကွက်အဲ့နေရာတွေတော့ကျွန်တော်တို့ delivery ဘလောက်ပဲမှမှာ delivery free လာကုန်တယ်ထီလုပ်ပေးထားပါတယ်ခင်ဗျာဟာကျွန်တော်တို့တကြံဖွင့်ပါပါခင်ဗျာတကြံပိတ်ရက်တောက်လျှောက်ဖွင့်ပါမယ်အဲကျွန်တော်တို့တကြံပိတ်ရက်ပြီးတော့မှ21ရက်နေ့ရက်စပြီးကျွန်တော်တို့ ပိတ်ပါမယ်ခင်ဗျာဟုတ်အဲကျွန်တော်21ရက်နေ့ကနေပြီးတော့3ရက်ပြန်ပိတ်ပါမယ်ခင်ဗျာဟုတ်ကျွန်တော်တို့ဟိုဟာမုတ်တီဆိုလို့ရှိရင်တော့ဒါအလွတ်တပွဲကိုတထောင်ပေါ့နော်အဲအကျော်ထည့်ရင်ငဖယ်ထည့်ရင်ကျွန်တော်တို့က1500ပေါ့ဆိုတော့1500ကနေစပြီးတော့ရှိတယ်လို့ပဲပြောရမှာပေါ့ဟုတ်ဟင်းပွဲတွေကတော့အနည်းဆုံး2000ကနေစပြီးရှိပါတယ်ခင်ဗျာကျက်တောက်ဆန်းကလူ၄ယောက်လောက်ကောင်းကောင်းစားလို့ရတယ်အာဗမာကျက်ကိုပေါ့တော့ကျွန်တော်ရခိုင်မှာဆိုတော့အိမ်ကျက်ခေါ်တာပေါ့အိမ်ကျက်ကိုကျွန်တော်တို့ကဟိုအစီထွက်သွားအောင်အရေပြားလေးတင်းသွားအောင်ကျွန်တော်မီးဖုတ်ပြီးတော့မှ ချက်တာပါခင်ဗျာပို့ပြီးအရသာရှိတာပေါ့အသားကျစ်သွားတာပေါ့အဲလိုမျိုးတပွဲဝမှာ၄ရက်လောက်ကောင်းကောင်းစားလို့ရတဲ့တပွဲဝမှာကျွန်တော်တို့တပေါင်းခွဲရောက်ပါတယ်ခင်ဗျာဟုတ်ကင်လေတာဘန်းဆိုလို့ရှိရင်ကျွန်တော်တို့ပဇွန်တုတ်တွေပါမယ်ဂနန်းပါမယ်အာပြီးတော့ခရူတွေပါမယ်ဂုံးတွေပါမယ်ရေပွဲပါမယ်ကင်းမွန်ပါမယ်အစုံပဲအစုံတော်တော်များများစုပ်ပါတယ်အဲလိုမျိုးလူ၃အဲအနည်းဆုံး ။ဟိုမြန်မြန်စားမယ်ဆိုတော့3ယောက်ပေါ့နော်။ညစားမယ်ဆိုတော့9ယောက်လောက်စားလို့ရတဲ့ ban you ပေါ့ကျွန်တော်3000ခွဲရောက်ပါတယ်ခင်ဗျာ။3000ခွဲကအများဆုံးပါပဲဟုတ်။အများဆုံးဒီဆိုင်မှာ။ဒါပင်လယ်သာအစုံ ban တစ်ခုပဲ။ဟုတ်ကဲ့ပါဟုတ်။အကိုတငါဟင်းနေရတာ1000ခွဲပါခင်ဗျာ။ဟုတ်။ဟုတ်ကဲ့ပါကျွန်တော်တို့အာရန်ကုန်ဘက်ကပဲဖြစ်ဖြစ်တန်လျာပဲဖြစ်ဖြစ်ရခိုင်စာစစ်စစ်ကိုအင်ချက်လက်ရည်ကိုစားကျင်နေဆိုရင်တော့ကျွန်တော်တို့တန်လျာမြို့ကောလိပ်မှတ်တိုင်အနီးမှာရှိတဲ့ရခိုင်ဆိုင်ကိုတတိယပေးပါလို့ကျွန်တော်တို့လာဖို့လဲဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်အာတာလီဇောပါအမျိုးတို့ အဲကျွန်တော်တို့ဒီရခိုင်ဆိုင်ကိုရခိုင်အိမ်ကိုအိမ်ကိုပြန်လာခပိုင်ရခိုင်လာရဆိုင်ဆိုင်တီကိုစချောင်းငယ်ရခိုင်ဆက်ဆက်တီကိုစချောင်းငယ်တယ်လီယံမျိုးကိုရောက်ကြည့်ကျွန်တော်တို့ဒီကောလိပ်မက်တိုင်အနီးကကျွန်တော်တို့ရခိုင်ဆိုင်ကိုအာလာလဲပါလို့ဖိတ်ခေါ်ရှာပါတယ်